ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကို TRT တုဒ္ဒရီတိုင်း channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးမဟာဆွေဤပြဆွေသောမိုးစေ့ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာဆိုင်တိုင်းလိုပင်ခင်မီတောက်ပစွာဝစ်စင်ထားကြသည့်ဇေဝေသူများနှင့် တို့ဝိပြည့်ကြွေရှိနေသောဗိုလ်ချုပ်စည်းအတွင်းဝယ်စံသင်သည်အံအောခြင်းတက်မခြင်းလက္ခဏာတို့ကိုဆောင်းသော မျက်လုံးများဖြင့်ငိမောကြည့်ရင်လျှောက်သွားနေမိသည်တနေ့ရာတွင်လှပခြင်းငယ်ရွယ်နုပြိုခြင်းကိုလုံးကိုပေါက်အချိုးစားပြည့်ပြည့်ခြင်းစသောနာမဝိသေသနာတို့ဖြင့်ပြည့်စုံလာသည်အသက်20ခန့်ရှိမိမိရိုကလေးတို့မှဝယ်ချမ်းကဲ့သောပစ္စည်းများဖြင့်ဖောင်းပွားနေသည့်ရောင်စုံဆက်ကူအိမ်များကိုလက်တစ်ဖက်ဖြင့်ပိုက်လျက်တွက်လက်ဖြက်လက်စွာဖြင့် စံသင်ရှိမှပွေပြေးလျှောက်သွားသည်မိမပြောဤအလှအပြင်ထူးခြားစွာတင်းပြန်သောရေမွေးရနံ့ကိုကွာရှူရှိုက်မိလိုက်သည်ဖြင့်တခဏမြမိမောနေမိသောစံသင်သည်သူ့ရှိတွင်မိမပြောထံမှကြံရစ်ခဲ့သည်အပြာရောင်လက်ပွဲဧကလေးကိုပင်ရုတ်တရက်သတိမထားလိုက်မီကလန်လန်တို့ရောက်သွားပြီဖြစ်သောမိမပြောကလေးဤနောက်ပိုင်းကိုသာတက်မတ်စွာငေးကြည့်နေမိသည်နောက်မှရှိမှလက်ကန်ဧကလေးကိုတွေ့ရသောအခါရုတ်တရက်အံအသင်သွားပြီးနောက် ်မိစီကိုလှမ်းကြည့်ကလင်းမြန်စွာကောက်ယူလိုက်သည်လက်ပွဲအင်္ဂလိပ်ကိုဖွင့်ကြည့်လိုက်သည်တွင်ဇော်ဇော်တုံးကမိမိယောကလေးထံမှရသောယဏမြနှာဝသို့ဒုဝင်လာပြီးနောက်အထက်လိုက်ပြည့်နေသောယာရန်နှင့်ဆေရန်ငွေဆက်ကူများကိုတွေ့လိုက်ရာစံသင်းမှမျက်လုံးပြူးသွားရလေတော့သည်ထိုစဉ်ခဏတွင်ဇေလူလေပုံဖြစ်ရသောလူတစ်ယောက်ကစံသင်းကိုကြည့်ကပြုံးပြီးမျက်ကုံးတစ်ဖက်ကိုအတိတ်ပဲပါပါချီ၍ပြလိုက်သည်ကိုစံသင်းကမြင်လိုက်ရသောအခါတွင်က ညနထားကိုတီလိုက်ပြီးမိမပြိုလေးသွားရာဘက်သို့စံသင်းသည်ခတ်တော်သို့ပြေးလိုက်သွားလေတော့၏သို့သောစံသင်းမှာအချိန်နောက်ကျသွားပြီးဖြစ်သည်မိမပြိုကိုယ်တိုင်မောင်း၍ထွက်သွားသောမှန်ကားကြီး၏နောက်ပိုင်းကိုသာမြင်ရတော့သည်ဤတွင်အနည်းရှိဒက္ခစီဂျစ်ဒစီဘော်သို့စံသင်းကပေါ်ပါစွာ ခုန်တက်လိုက်ပြီးအံအားတင်သောဒရိုင်ဘာအားပြုတ်เสียခုကောင်းတော့ကိုတစိမ့်မြန်မြန်လိုက်ပြီးစမ်းပါကိစ္စလေးတစ်ခုရှိနေလို့ဒရိုင်ဘာလည်းဘာမှပြန်မပြောတော့ပဲ ကားကိုလင်းမြန်စွာဆန်တို့ကရှေကားနောက်သို့ဆောင်ထွက်မောင်းနှင်သွားတော်သည်ဇောဇောကစံသင်အားဝေစုခွဲလိုဟန်ဖြင့်ကြည်နေသူကကြောင်၍ကြံရစ်ခဲ့လေသည်တခါတရံရှေမဂါရန်ကြီးခံ၍နေလေသည်ဖြင့်စံသင်တို့ခြေကမှမိမပြောဤကားကိုဒေါ်ယုံနှင့်မမီမျက်ချီမပြတ်အောင်ပင်အတော်တရီထား၍လိုက်နေရတော်သည်ကာရှင်သောကံတော်ကြီးဗေဒနယာစီတို့ရောက်ကမှစံသင်တို့ကားကမိမပြောဤကားရှိသောကြော်တက်ကားရှေမှပိတ်၍ရက်လိုက်သည်ကားနှစ်စင်းလုံး ကြွေကနေပရိဥက္ခရက်လိုက်ကြသည်တွင်မိမပြုံမှာမျက်လုံးလေးဝိုင်းလျက်ထိတ်လန့်စွာဖြင့်ဂျင်ကားပေါ်မှဆင်လာသောစံသင်အားကြည့်နေမိသည်အနည်းသို့ရောက်လေလျင်စံသင်ကပေါင်းပြီးဧကထဲမှလက်ကန်ဧကလေးကိုထုတ်ပြီးလက်လှမ်း၍ဒါဒါအဓိကကြနေခဲ့တာမဟုတ်လားခမညာငွေတွေကအများကြီးမိမပြုံမှာမျက်နာလေးဝင်းလက်သွားကဧကကိုလှမ်းယူလိုက်ပြီးလက်မပိုက်ဆံဧကကိုဖွင့်ကစံသင်အားစူးစူးဝါးဝါးကြည့်လျက် ကျေးဇူးတင်လိုက်တာရှင်ဒီလိုဒုက္ခခံပြီးတခုတခါလိုက်ပေးတာသိကျေးဇူးတင်တာပဲစံတင်မှာမိမပြောလဲဤအကြည့်နဲ့ပြောစကားကြောင့်ရှက်ကိုရှက်ကန်းဖြင့်မျက်နာမထထအောင်ဖြစ်သွားသည်မိမပြောလဲကစံတင်ဤဖြောင်းသောရုပ်ရည်တောင်တင်းတံမာလာသောကိုလုံးကိုပေါတော့ကိုဝန်းလက်သောမျက်လုံးကလေးများဖြင့်စူးစိုက်ကြည့်နေလိုက်ပြီးနောက်မှတရိယာသွားကစံတင်အားစုအဖြစ်ပိုက်ဆံထုံပေးရန်စဉ်းစားလိုက်သည်သို့တော်လည်းစံတင်ဤရုပ်ရည်အခြေအနေကြောင့် လက်ခံလက်မခံတော်မတော်သိမသိဝေခွဲမရနိုင်ဖြစ်သွားပြီးပိုက်ဆံအင်္ဂလိပ်ကိုပြန်ပိတ်ကတပြင်းချလိုက်သည်ကျေးဇူးတင်လိုက်တာနော်တင်းကိုကျေးဇူးတင်လိုက်တာပဲကျမနာမည်ကပုပုခင်ပါအင်အားလန်90လီမာနေပါတယ်မိရင်းလိုသဘောထားပြီးတော့လာလေပါရှင်အော်ဒါထက်အရေးကြီးတဲ့ကိစ္စလေးရှိလို့တွားရအောင်မှမို့ကျမကိုခွင့်ပြုပါလားရှင်မိမပြောကပြုံပြုံကလေးလှုပ်ပြီးလက်တစ်ဖက်ကိုပြလိုက် ကကောဦးကနေမောင်းထွက်သွားလေတော့သည်စံတင်မှာလဲယုံဖြည်ဖြည်နဲ့သဘောအကြာကြီးကြားလျက်ကြံရစ်လေတော့ဤနောက်မှတက္ကစီကားဒရိုက်ဘာဤချောင်းဟန်တန်ကြားတော့မှစံတင်မှ တွင်ကနေလမ်းပြသွားပြီးနောက်မိမိအချင်းနေမန်ကောမိမိတရိယာကမျက်စိမျက်နှာအကြည့်အကျဲပြသွားလျက်အေးအေးဟာအဲ့ဒါမှကြောက်ပဲဒရိုက်ဘာကစံတင်အနည်းတို့ရှောက်လာပြီးဘာများတယောက်တည်းတကြောက်ကြောက်နေဖြစ်နေရတာလဲဆရာရဲ့ ပြီးတာပြီးပါစီဗောကကလေးတစိစံတင်းမှာ မျက်လုံးဝမ်း၍သွားသည်တို့အခိုက်၎င်းတို့အဖြစ်ပြက်ကိုသတိထားမိဟန်တို့သောအနီအနာပတ်ဝန်းကျင်မှတက္ကစီဒရိုက်ဘာနှင့် စပရာ၃၄ဦးတို့ကလည်းအနာတို့ဆူယုံရောက်ရှိလာသည်စံတင်းမှာဦးကြောင်ကြောင်မက်တက်တက်နှင့်ဖြစ်နေပြီးသူစီကပေါ့စုလေးပါလေးရမလားလို့ကြကြံရစ်တဲ့ပက်ဆန်အိတ်ကိုလိုက်ပြီးပြေးလာပါဗျာအခုဆိုဒုက္ခပါပဲဗျာကားဆရာကမျက်လုံးကိုပြွ့၍ ်ဟင်ဘောက်ဆူရမလားလို့အံ့ပါရဲ့ကွာတော်တော်ကိုအထက်တန်းကြကြညံ့တဲ့လူပဲပက်ဆန်အေးအပြေကြီးများဘောက်ဆူမျောပြီးလိုက်ပေးတယ်ဇန်တင်ကမျက်နှာငယ်ငယ်နဲ့လက်ကာ၍ပြပြီးဒါရင်မဟုတ်သေးဘူးဗျာဘူကြပြီးအချောင်ဝေစုခွဲကျင်တဲ့ငနေတကောင်ပေါ်လာလို့သူ့လည်းမပေးကျင်လို့ကားဆရာကမျက်နှာထားတင်လိုက်ပြီးအဲခမရခမရနွားကြကြရဟန္တာပဲကြကြကျုပ်ကားကပြေးပြီတော့မစားပါဘူး လမ်းသင်းမှပို၍မျက်နာပြသွားပြီးအဲ့ဒါကြောင့်ခက်တာပေါ့ဗျာကျွန်တော်မှပြေးစရာလည်းတပြားမှမပါလို့ကားဆရာဒေါကန်သွားသည်တွင်အနိမကာသမာတဦးကဝင်၍ဒါဖြင့်ဒီလိုလုပ်ပေါ့ဗျာမြန်မာပြည်ပြည်ဒီလူစီကဘောင်းမီပဲချွတ်อยู่ပေါ့ကားဆရာကလည်းလူမိုက်ကိုင်းနဲ့ခက်တီတီခေါင်းကိုညှိနှိုင်ပြီးဒါပဲကောင်းတယ်စောစောစီစီဈေးဥပေါ့မကောင်းလို့ကို့လူမျိုးချင်းရက်ဆက်ရတော့မှာပဲဗျကဲကို့လူချွတ်စမ်း ကာသမာများကဇန်တင်နေတို့ဝိုင်းအောင်လာကြသည်တွင်ဇန်တင်မှာလက်ကားရခြေကားရနှင့်တဖြည်းဖြည်းနောက်ဆုတ်သွားလျာလမ်းမကြီးပေါ်သို့အရောက်ဇလွန်ကားကြီးဒဇင်းနှင့်ပွတ်တိုက်လူနီနီဖြစ်သွားတော်သည်ကားကြီးကရုတ်တရက်ဆောင်းရွက်ပရိတ်အုပ်လိုက်ပြီးနောက်ကားပေါ်မှမောင်းလာသည့်မျက်မှန်နှင့်ဖြူဖြူခန့်ခန့်လူတို့ကဒေါသာကိုရှံသောမျက်လုံးများဖြင့်၎င်းတို့တတိုင်အားပြူ၍ကြည်ပြီးဟေးမင်းတို့လူပြည်ကနှုတ်ထွက်ခြင်းကြလို့လမ်းပေါ်တက်ကင်းနေကြတာလားကွာကံကောင်းပြီလို့ ကဘောမလူကပြောရင်ဆိုရင်စံတင်အမြင်လိုက်ရင်အံအတင်သွားပြီးကဘောမဆင်း၍လာတော့သည်ကာသမတယောက်ကကျွနှွန်စွာဖြင့်ထိုလူအကြည့်ပြီးစိတ်မဆိုးပါနဲ့ဆရာရဲ့ဟောဒီလူကကျွန်တော်တို့ကားငှားစီပြီးကားကလည်းမပေးလို့တောင်းနေကြလို့ပါစံတင်ကပြာကြီးပြာရာနဲ့ကျွန်တော်ပြောပြရစီအောင်ဆရာစောစောကအမျိုးသမီးတဦးကငွေတွေအများကြီးနဲ့ပိုက်ဆံအေးကြကြံရိတ်ခဲလို့ကျွန်တော်ကကောက်ပြီးစေရနာနဲ့အမိလိုက်ပေးတာပါအဲ့ဒါအမျိုးသမီးကကျေးဇူးသာတုံးလေးခွင်းပြင်ပြီး ဘောက်စုလေးမှမပြီးပဲထွက်သွားလို့သူတို့ကကျွန်တော်ပေါင်းပြီးချွေယူကြမလို့တဲ့ခင်ဗျာ၎င်းတို့အဖြစ်ကိုကြားရသောကာဘောမဆင်လာသူကဟဟပက်ပက်တဘောကြစွာရေမော့လိုက်ပြီးဖြစ်မှဖြစ်ရလေကုလူကဖះလောင်းအသေးစားလေးပါလားပြူကဲကဲမင်းတို့ပြဿနာငါကပဲကုသိုလ်ဖြစ်ဝင်ရှင်းပေးပါမယ်ကွာရော့ရော့သူ့ပေါင်းမိကိုတော့ချမ်းသာပေးလိုက်ပါဟိုလူကအေးအတွင်းမှငွေငါးချက်တန်းတရွက်ထုတ်ပေးလိုက်သည်တွင်ကာသမားများက ဝန္တာအာရလက်ခံပြီးထွက်သွားလေတော့သည်စံသင်မှာထိုလူငယ်အားလွန်စွာမှရိုသေလေးစားဟန်နှင့်ကြည်ပြီးတိတ်ကိုကျေးဇူးတင်တာပဲနောင်ကြီးဟာနောင်ကြီးသာအခုလိုဝင်မခဲ့ရင်ကျွန်တော်တော့တခါတည်းလန်ကွစ်ဒီအခမဲ့ဝေရကင်ကြုံတော့မှာပဲထိုလူကကားပေါ်လက်တစ်ဖက်တင်ရင်ရေမောလိုက်ပြီးကျွန်တော်မျိုးကဘိုးတွန်းပါကန်ထရိုက်တာဘိုးတွန်းတို့လူတီများပါတယ်ဒါတဲ့ခမရကဘယ်မှာနေပြီးဘာလုပ်ကင်စားတော့ ဇန်တင်းကမျက်နာငယ်ငယ်နှင်းကျွန်တော်စကိုင်းကပါခင်ဗျာရန်ကုန်ကိုအလုရှာရင်တနေ့ကမှရောက်တယ်အလုလည်းမရသေးပါဘူးရှာနေသေးပါပဲကျွန်တော်နာမည်ကစန်တင်းပါဘိုးရင်းဤမျက်နာမှာဝင်လေသွားပြီးဩဒီလိုကိုဒီလိုဆိုတော့လေအခက်အခဲတွေ့နေတဲ့ကို့အမျိုးသားချင်းကူညီရတာပေါ့ဗျာခင်ဗျာကြည့်ရတာမနဲ့စားတော့မစားရသေးဘူးထင်တယ်လာဗျာကျုံနေလိုက်ခဲ့အေးအေးဆေးဆေးစကားပြောကြရအောင်စန်တင်းမှာဂျေဇူးတင်ခြင်းဝမ်းမြောက်ခြင်းဖြင့် မြင့်တက်မိနေပြီးဘာမြပင်ပြန်မပြောင်းနိုင်ပဲဘူရင်ခေါ်ရသူဂါကြီးပေါ်မှလိုက်ပါသွားလေတော့သည်ရန်ကုန်မြို့တွင်ရှိဟိုတယ်ကြီးတစ်ခုဤအခန်းတွင်သို့ရောက်တော့ခါဘူရင်ကစားသောက်ဖွဲရာမျိုးစုံတို့ကိုမှားလိုက်ပြီးနောက်ကြောင်စီစီဖြစ်နေသောစံတင်အားပြုံး၍ကြည့်လိုက်ပြီးဒီလိုပေါ့ဗျာရန်ကုန်မှာကြာရှည်မနေဘူးသေးတော့အဆန်းတွေကြီးဖြစ်နေတော့တာပေါ့အခက်ခဲလေးတွေ့ရမှာပဲကဲကဲအမနာပါနဲ့စားကြင်လာတာစားပြီတော့ အလုပ်အတွက်လည်းမပူပါနဲ့ကျုပ်ကကွန်ထရိုက်တာတယောက်မှုရှာပေးနိုင်ပါတယ်စိတ်ချပါကိုစံသင်းစံသင်းမှာဝန်တာအယမော်ကြည့်လိုက်ပြီးယေစုသိတ်တင်တာပဲခင်ဗျာဘုရင်မှာအစာများကိုတုကနာစေကနာစားနေရမှာဘလို့ပလောင်းနဲ့အာရပါရစားတောင်းနေသောစံသင်းအားစင်စားဟန်နဲ့စူးစိုက်ကြည့်နေလိုက်သည်ဒီနောက်ဒီမနေ့ကိုစံသင်းကိုမြင်ရတော့ကျုပ်ဖြင့်တကယ့်ကိုအံအားတင်သွားတာပဲဗျာစံသင်းကအံဩစွာမော်ကြည့်လိုက်၍ခင်ဗျာခင်ဗျာဘာဖြစ်လို့ ူပဲတူလွန်းတာအံ့ပါရဲ့ဗျာကျုပ်မိတ်ဆွေတယောက်ဟာကိုစံသင်းနဲ့လုံးဝခွဲမရအောင်တူရဲ့တူလွန်းအကြီးလို့တကယ်ရှားတဲ့ရုပ်တူနှစ်ဦးကိုမိတ်ဆွေရင်တွေတောင်ရွေးရခဲ့မယ်အင်ကြရင်ကျုပ်ပြမယ်ဟောဟုတ်ကဲ့ဟုတ်ကဲ့ဘိုးရင်းကဆက်၍နောက်ပြီးပိုထူးဆန်းတာကဒီမနေ့ကိုစံသင်းနဲ့ကျုပ်နဲ့တွေ့ရအောင်ဟာနတ်သားကြီးတွေက ဖက်ပြီးလိုက်လားအောက်မရတယ်ကိုစံသင်းရဲ့ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာကိုစံသင်းဟာအလုပ်လက်မဲ့ဖြစ်နေတယ်မဟုတ်လားဒါကြောင့်ပေါ့ခင်ဗျာ ျွန်တော်ဘုကိုတွန်းနဲ့တွေ့လိုက်မိတာအသိကိုကန်ကောင်းသွားတာပဲမဟုတ်ရင်လားနို့တောင်မပေးပဲဒါရိုက်တဲ့ဘောင်းမီကြွေရပြီသားပဲခင်ဗျာဒါရင်မကသေးပါဘူးလေကိုစံသင်းတွေတကယ်အကျိုးရှိမဲ့အလုပ်လဲရပါစီမယ်အင်ကြမှာကြုတ်ပြောပြပါမယ်အလုပ်ကတော့အရင်ချင်းသိရှိဖို့မလိုပါဘူးအထူးသဖြင့်ကိုစံသင်းနဲ့ဆိုအန်ကိုက်နေမှာပဲကျွန်တော်အနေနဲ့တော့အခုဆိုဘာအလုပ်လုပ်ရလို့ရလုပ်ရမယ်ဖြစ်ပါဗျာ ကိုရွင်းရဲ့ဂျေဇုဟာကြည်လလို့ဘယ်လိုဂျေဇုတရားမှန်တောင်းမလိုပါဘူးဗျာခမ ्या ကိုတွေ့တွေ့ချင်းကျွန်တော်ကညီကိုရင်းလိုခင်နေမိတာပဲကဲအိမ်သွားကြစို့အင်းအလန်ဝင်းချံတစ်ခုအတွင်းရှိတိုက်အိမ်လေးတစ်ခုရှိအတွင်းသို့ဘိုးရင်းနဲ့ဆန်လင်းတို့စီလာသောကားသည်ထိုးဆိုင်လိုက်သည်တွင်တိုက်အိမ်တွင်မှ အသက်20ပတ်ဝန်းကျင်ရှိလူမယုတ်ဖန်နေသောဇန်ကြီးဆိုသူကလင်းမြန်စွာ ပြေးထွက်လာ၍ကြိုးစို့လိုက်သည်ဘိုးရင်းနဲ့အတူ ကာတကာဖွင့်၍ဆင်လာသောစံတင်အမြင်လိုက်ရသည်ဆိုရင်ပဲဇန်ကြီးမှာပါဇက်ဟာပြီးမျက်လုံးများပြုကျဲသွားကမှင်တဲ့မိနေလေတော့သည်ဘိုးရင်းကဇန်ကြီး၏ဖြစ်ကိုကြည့်ပြီးလွန်စွာသဘောကျသွားကဇန်ကြီးမင်းအာအသိရမယ်သိရမယ်ငါတို့သူ့ကိုမြင်မြင်ချင်းအတော်ကြောင်သွားသေးတာဟာအဲကိုစံတင်ဒါကကျွန်တော်တပည့်ကျော်ဇန်ကြီးလေဇန်ကြီးမှာအံအောမှုမပြေနိုင်သေးပဲ တူပဲတူတယ်လွန်းလေဆရာရဲ့အံ့ရောအံ့ရောအခုမနေ့တော့ကိုကိုတော်စီက စာရောက်နေသေးတယ်ဘိုးရင်းကမျက်ကုံများပင့်လိုက်ပြီးဟေးဒါဖြင့်ငါအခံတယ်ယူခဲ့ကွာကဲလာကိုစံသင်းအိမ်မော်တက်ကြဆိုရဲ့စံသင်းကဘိုးရင်းခေါ်ဆောင်ရာသို့ခရယိုယိုဖြင့်လိုက်တက်သွားသည်ဘိုးရင်းဤအခံတွင်ရောက်တော့ကဘိုးရင်းကစံသင်းအားကလထိုင်တလုံး၌ထိုင်စေပြီးနောက်ဇန်ကြီးယူလာသောစာရီတလုံးကိုဖောက်၍ဖတ်နေရင်းမှအနေငယ်မျက်မှောင်ကျုပ်သွားသည်ထို့နောက် သဘောကျစွာပြုံလိုက်ပြီးဇန်ကြီးအားဟန်ကြလိုက်လေကွာဇန်ကြီးအားကိုကိုတော်စီကလာတဲ့စာနဲ့ဒီကကိုကိုတော်နဲ့တွေ့နေတော့တာပဲကဲကိုကိုတော်ဓာတ်ပုံအင်းရှိက ယူခဲ့စမ်းကွာဇန်ကြီးထွက်သွားသည့်တွင်ဘိုးတွင်းကအတိတ်ပဲမရှင်းသည်ဖြင့်ဦးချောင်းချောင်းဖြစ်နေသောစံသင်အားပြုံးကြည့်လိုက်ပြီးကျွန်တော်စောစောကခင်ဗျားကိုပြောထားတဲ့ကိုကိုတော်ပေါ့ ဘုရားသခင်ဖန်ဆင်းမုံဆန်းလာတာကိုသူ့ပုံကိုယ်သာခမရကြည့်ပြီးအံ့ဩယူပေတော့ဗျို့ထိုအခိုက်ဇံကြီးယူလာသောဓာတ်ပုံကိုစံသင်ကယူကြည့်လိုက်သည်ဆိုရင်ပဲသူ့မှာအံ့ဩရသဖြင့်လန့်ပြ၍ပင်သွား၏ဓာတ်ပုံအတွင်ရှိ ကိုကိုယ်တော်မှာဝိစံထားသောလေရင်မောင်းပိုင်းလောဝိစုံမှလွဲ၍မိမိနှင့်မျက်နှာပေါက်ချွတ်ဆွတ်ပင်တူ၍နေသည်စံသင်မာမူကအံ့အသင်ပြီးစဉ်းစားရပင်ခတ်နေတော့သည်ဘိုးရင်းကတော့မိမိအားဇံကြီးယူလာသည့်စာရွက်စာရမ်းများအားကြည့်လိုက် စံသင်ဤဖြစ်ပုံကိုကြည့်လိုက်နဲ့လုံနေပြီးနောက်ဘယ်နဲ့လဲတော်တော်အံ့ဩနေလားကိုစံသင်ရဲ့အဲ့ဒါကိုကိုတော်ဆိုတာပေါ့ကျုပ်မေဆွေပဲသူ့အိမ်ကတိတ်မဝေးလာပါဘူးစံသင်ကစိတ်ဝင်စားဟန်လေးစားဟန်ဖြင့်ဩချမ်းသာတယ်သူအခုနိုင်ငံခြားမှာသူ့ဇင်းနဲ့သူ လေရင်ပေါင်းအတက်သွားတင်နေတယ်လေဩဘိုးရင်းကစံသင်လက်ထက်မှာကိုကိုတော်ဤဓာတ်ပုံကိုလန့်ယူလိုက်ပြီးနောက် ဓာတ်ပုံနဲ့စံသင်းကိုတလက်စီစိစိဆက်ဆက် ကြည့်လိုက်ပြီးသိအံ့ဩစရာကောင်းအောင်တူတာပဲနော်ဒါတဲ့ကိုစံသင်းကအိမ်အောင်ရှိသလားဘာအလုပ်လုပ်ဖို့တလဲစံသင်းကကျွန်းနှင်စွာဖြင့်ကျွန်တော်အိမ်အောင်မရှိပါဘူးလူပြောပါမြကြီးနာဘက်စီမှာတော့လက်မဆဲလုတ်ခဲ့ဘူးတာကလွဲလို့တခြားအထွေထွေထူးထူးဘာမှမလုတ်ခဲ့ဘူးပါဘူးခင်ဗျာဒါပေမဲ့ကျွန်တော်အလုပ်ကိုကြိုးစားလုပ်ပေးနိုင်ပါတယ်ကြိုးကြိုးနွန်းနွန်းနဲ့လုပ်ပါမယ်ကျွန်တော်အလုပ်ကိုရိုတည်တတ်တဲ့လူပါကိုတော့ ဘိုးရင်ကအလွန်သဘောကျသွားဟန်နဲ့ရှေ့သို့တွတ်လာပြီးအိုးအလုတ်ကန်အတွက်တော့မပူနဲ့မပူနဲ့အခုအတိုင်းဆိုကိုဇန်သင်းကြီးဝါတော်ကြီးဝါအောင်မယ်ကိုဇန်သင်းကံကောင်းခြင်းရောက်နေပြီထင်တယ်တထိတ်တောင်ဖြစ်ခြင်းဖြစ်နေအောင်မယ်လုတ်တန်ရင်ပြောတာလေဇန်သင်းမှာနေရထိုင်ရခက်လာဟန်ဖြင့်ခမခမကျွန်တော်ကိုဒီလောက်လေမြှောက်မနေပါနဲ့ကိုတွင်းရဲ့ကျွန်တော်ဟာဘာမှအရေးချင်းရှိတဲ့လူမဟုတ်ပါဘူးတကယ်ပြောနေတာဗျာ ကိုဇန်သင်းဇာတာကြွနေခြင်းရောက်ပြီလားမသိဘူးတထွေဖြစ်ဖို့အလုံနဲ့တော့ကျင်းစီတူးမိနေပြီအဲခမရဟာကျွန်တော်ပြောတဲ့အတိုင်းဒိုင်နာလှုပ်ဆောင်ရင်မဟုတ်ချတထွေဖြစ်ရမယ်တကယ်တကယ်ကျွန်တော်ကဘာတွေများလုပ်ရမလဲခမရအခုအိမ်မှာပဲအေးအေးဆေးဆေးနားလိုက်အောင်ဟုတ်လားညနေဟိုတယ်ကိုထမင်းစားတော့ထွက်တော့မှခမရရဲ့အလို့ကြောင့်ကိုကျွန်တော်ပြောပြမယ်음တကယ်သာတတိဖြစ်ရမယ်ဆိုရင်တော့အမလီကျွန်တော်နေချင်းညာချင်းပဲယူရတော့မယ်ထင်ပါရဲ့ခင်ဗျာ ဘုရင်ကစံသင်ဤဖြစ်နေပုံကိုကြည်ပြီးလွင်စွာသဘောကျစွာနှင့်ရေချလိုက်တော့ရာစံသင်ဘာမနေနိုင်ပဲယောနောရေမောလိုက်ရတော့ဤအယက်ပလင်းစောရာဒပလင်းနဲ့စားစရာတောက်စရာများပြန်ကျဲနေသောဟိုတယ်ကန်တွင်ထိုင်လျက်ငိုင်းတိငိုင်းတိုင်ဖြစ်နေသောစံသင်အကြီးကဘုရင်မှာအမလို့အမရဖြစ်လာပြီးဘယ်နဲ့လဲကိုစံသင်ရဲ့ကြုတ်ပြောတာကိုသာလက်ခံလိုက်စမ်းပါဗျာဒီလိုအခွင့်ကောင်းမျိုးကတသက်နဲ့တကူတွေ့ရခဲ့ပြီချင်း ဇန်သင်္ကမူခြေတုံခြားတုံဖြစ်ဟန်နှင့်ရွေဝေစွာဘိုးတွင်အာကြည့်၍မဟုတ်ပါဘူးကိုတွင်ကျွန်တော်ကဖြစ်နိုင်မဖြစ်နိုင်စဉ်းစားနေမိတာပါကိုကိုတော်နဲ့ကျွန်တော်ဟာရုပ်ချင်းတူတယ်ဆိုပေမဲ့ဘဝချင်းကမိုးနေမည်လို့ကွာလာတယ်မဟုတ်လားနောက်ပြီးတော့ဒီအကြောင်းတွေသိသွားကြရင်ရာဇဝမှုဖြစ်ဘိုးတွင်ကဇဝဲကိုလက်နဲ့ပုတ်လိုက်ပြီးအိုးခမားကတိတ်အတွေးခေါင်းနေပေတာကိုဒီမှာကိုစံသင်ရဲ့ မရဲ့ကံကြောင့်ပဲလားမသိဘူးဒီမနေ့ရတဲ့ကိုကိုတော်ရဲ့စာထဲမှာဆိုရင်သူဟာသူ့အဖေဆုံးချောင်းကြားကြချင်းလွန်စွာမှစိတ်မကောင်းချောင်းချက်ချင်းမြန်မာပြည်ပြန်လာဖို့စိတ်ကူးသေးချောင်းဒါပေမဲ့လို့ပြန်လာလဲအကြောင်းထုမှမဟုတ်လေတော့သူအခုဆက်တက်နေတဲ့ကျက်လေရင်မောင်းတင်နန်းကိုတနစ်ခွဲကြဆက်တင်ပြီးမှပဲပြန်လာတော့မယ်ဖြစ်ကြောင်းစာရေးလိုက်တယ်ဗျဇန်တဲ့မှာအနေငယ်စိတ်ဝင်စားလန်ဟန်ဖြင့်ဩဟုတ်ကဲ့ဘိုးရင်ကဆက်ပြီး ကိစ္စကဘာမှလည်းမခဲရင်ပါဘူးအမှားရင်မရှိပဲမပူပင်ရအောင်ကျုပ်ကအမြဲပဲအနာမှာရှိနေမယ်ကိုစံသင်းကကိုကိုတော်နိုင်ငံသားကပြန်ရောက်တဲ့အနေအထားမျိုးကျုပ်နဲ့အိမ်ကိုသွားရောဟုတ်လားကိုကိုတော်ရဲ့အနေထိုင်အပေါင်းအသင်းအခြေအနေအရရတွေအတွက်ဘာမှမပူနဲ့မိစဉ်ကြည့်ကနိုင်အောင်ကျုပ်ကကိုစံသင်းရဲ့အနာမှာအမြဲပဲရှိမယ်ဘိုးရန်ကစံသင်းအားအကက်ခတ်ကြည့်နေလိုက်သည်စံသင်းကတော့တွေ့ဝေစေတယ်ဒီမှာကိုစံသင်းခမရအခုလိုလိုရတာကိုခမရကမတရားတဲ့အလုပ်လို့ထင်ကောင်းထင်နေမယ် ဒါပေမဲ့အဖြစ်မှန်ကိုပြောပြရမယ်ဆိုရင်ကိုကိုတော်ချမ်းသာသမျှတွေဟာကျုပ်ပစ္စည်းစစ်စစ်တွေကြီးပဲကိုစံတင်းရဲ့စံတင်းမှာအံအတင်သွားပြီးခမခမကိုကိုတော်ရဲ့လက်ရှိပစ္စည်းတွေဟာကျုပ်ပစ္စည်းတွေပဲဗျသူ့အဖေလက်ထက်ကကျုပ်တို့မိဘများစီကမတရားသိမ့်ပိုက်ထားလိုက်တဲ့ပစ္စည်းတွေပဲဖြစ်ပုံကဒီလိုဘိုးတွင်ကလက်ချောင်းကိုရှင်းလိုက်ပြီးဒုတိယကမ္ဘာစစ်ဖြစ်တော့ကျုပ်ဟာစစ်ဦးက BIA နဲ့ပါသွားတယ်လေ အဲ့ဒီထက်ကမိဘအိမ်ပြန်မရောက်လိုက်တာဂျပန်ဒေါ်လာရေးပြီးတော့မှငပြားယောဂါတဲ့ဖြစ်နေကျုပ်အိမ်ကိုပြန်ရောက်တော့ကျုပ်မိဘနှစ်ပါးစလုံးဆုံးနေပြီရှိခဲ့တဲ့အတွင်းပစ္စည်းအမြောက်များကိုလည်းကိုကိုတော်တို့အဖေဥထွန်းကိုထိန်းသိမ်းဖို့လွှဲအပ်ခဲ့တာသူတို့စီကတပြားမှပြန်မရဘူးစစ်တွင်ဓမြအတိုက်ခံရလို့ကုန်ပြီဆိုပြီးပြောင်းဘုံလိုက်ကြတယ်ဗျဇန်သင်ကဘိုးတွန်းအားကရုဏာသက်စွာကြည်ပြီးဦးတေးရက်ဆက်လိုက်ကြပါလားဗျာဒါပေါ့ကိုဇန်သင် သူတို့ရုပ်မှရက်ဆက်ခဲ့တယ်များကျုပ်ဟာတိရနဲ့ကြိတ်မိတ်ပြီးခံခဲ့ရတယ်ဟောအခုတော့မတရားခံခဲ့ရသည်များကိုစည်းစိမ်ကိုပြန်ရခင်းကြုံလာပြီပေါ့သူတို့ကိုဒီလိုနည်းနဲ့ပြန်လို့ရမှာကို မတရားဘူးလို့ခေါ်မလားဗျသူတစ်ချက်ချလို့ကိုကတစ်ချက်ပြန်ချရမှာကိုစံတဲ့မှာစိတ်အားထက်သန်လာကဘယ်ခွန်နိုင်မလဲဘိုးတွင်းရဲ့အဲဒါမှဟုတ်ပြီကျုပ်တို့အလုပ်ပေါ်မှာကိုတော့တစ်ဆက်မှစိုးရင်ကြောက်ကြပြီးမနေလေနဲ့ ကျုပ်ကတေးသေးချာချာအကွက်ရိုက်စီစဉ်ပြီးသားခမားနဲ့ကျုပ်အမြဲပဲအတူရှိနေမယ်အရင်ကလည်းကိုကိုတော်နဲ့ကျုပ်အမြဲတွင်တွဲနေမှန်လူတွေတီးပြီးသားဗျာအချိန်နေဖြူနေပုံကလေးဟာဘိုးရင်းကလေးနဲ့တော့သူကိုဆောင်းလိုက်ပြီးအဲအရေးကြီးဆုံးအချက်ကဟိုတရေသမီးကိစ္စပေါ့သူ့မေမိုးဆုံးမကြီးကသူ့သမီးနဲ့စာရင်ရှေးဆန်တယ် ကိုကိုတော်နဲ့ကောင်မလေးကနိုင်ငံခြားမသွားခင်လေးတွင်ပဲစိတ်ဆက်သွားကြတယ်။ပြန်ရောက်တာနဲ့တခါတည်းလက်ထပ်ဖို့ပဲ။အလုံးသဘောတူအောင်တိုင်ပင်ပြီးကိုကိုတော်အဖေကစီစဉ်ခဲ့တာပဲ။အခုတော့ကိုကိုတော်အဖေလည်းဆုံးပြီ။ဒီပြင် ကိုကိုတော်ကလည်းသူပြန်မလာသေးပဲဘီလက်မှာတနှစ်ခွဲလောက်ပညာဆက်သင်အောင်မယ်ဆိုပြီးကျုပ်စီစာရေးတိုင်ပင်ထားလေတော့ကိုဇန်လေးကျုပ်နဲ့ခင်ဗျားတော့တကယ်ကိုကန့်ဆက်ကြပြီထင်တယ်ဗျို့။ ဘုရင်ကပြောရင်ဆိုရင်ရှိမအရက်ခွက်ကိုမောချလိုက်သည်စံတင်ကလည်းအလားတူမော၍ချလိုက်ကအာသွက်ရှာသွက်ရှိလာပြီ ဟုတ်ကဲ့တကယ်ကိုစိတ်ဝင်စားစရာပဲခင်ဗျာဘုရင်ကဇဝဲကိုအာရပါရပုတ်လိုက်ပြီဟာစိတ်ဝင်စားစရာတင်ပဲကမလဲဗျာတကယ်ကိုကန်ထလာတာပဲကိုစံတင်ရဲ့စဉ်းစားကြည့်စမ်းခမရအနေနဲ့ဘောင်းမီကြွေရလူဆဲဆဲမှာကျုပ်နဲ့ကန်ဆုံပြီးအခုဆိုတတိတောင်ဖြစ်တော့မယ်မဟုတ်လားဗျာ ။ဇန်သင်လည်းခေါင်းကိုတငိမ့်ငိမ့်လှုပ်နေ၏။ဘိုးရံကအရက်ကိုတကြိုက်ကြိုက်လိုက်ပြီးကိုဇန်သင်ကဘယ်လောက်ထိကိုကိုတော်ဖြစ်နေဟန်ဆောင်နေရမလဲဆိုရင်ကော်မာလီနဲ့လက်ထံရေးကိစ္စထိတင်ပဲ။ဒါကျွတ်တို့အကြံရဲ့အတူကျုပ်ပဲဗျ။ဇန်သင်ကအာလူကျော်ကိုဝါနေရင်တစုံတစ်ခုပြန်ပြောမည်လို့ပြီးမှမပြောဘဲနေလိုက်သည်အကျန်စီကတော့ကိုကိုတော်ရောက်လာပါပြီဆိုတာနဲ့ကောင်မလေးနဲ့လက်ထပ်ဖို့ကိစ္စလုပ်ရမှသိကြတယ် ဲ့ဒီနေရာမှာသူ့အဖေလည်းမရှိလေတော့ကျုပ်ကပဲလူကြီးဖြစ်နေမင်္ဂလာကိစ္စကိုကမ္မကထာလုပ်ရမှာဒီတော့ဘာမှပူဇော်မရှိတော့ဘူးမဟုတ်လားနောက်ပြီးအရေးကြီးတဲ့အချက်ကကိုကိုတော်နဲ့လက်ထပ်ပေးမဲ့ဒီကောင်မလေးကိုသူ့အဖေကအမွေပေးထားခဲ့တာလည်းရှိသေးတယ်လေဒီမွေဟာသူ့မြေလက်ထပ်ချိန်မှာပေးရမှာတဲ့ဒီအမွေနဲ့အဆအဆအစီစဉ်စီတဲ့ဗျာအေးအဲ့ဒါကိုလေကျုပ်တို့ပိုင်ဇန်တင်ကခေါင်းကိုခက်လေးလေးငိမ့်လိုက်ပြီ ပထမကိုကိုတော်နေနဲ့ကိုကိုတော်မှာရှိတဲ့ပစ္စည်းတွေပိုင်းနောက်ကောင်မလေးနဲ့လက်ထပ်ဖို့စီစဉ်ပြီးကောင်မလေးရဲ့ပစ္စည်းတွေပါပိုင်းသူ့အဖိုးအမွေတွေလည်းပိုင်းအလုံးပိုင်တာနဲ့ကျွတ်တို့ကသဘောထားကြီးကြီးနဲ့ရှိတဲ့ပစ္စည်းတွေခွဲယူပြီးတော့အစဖြောက်လိုက်ဒါကျွတ်တို့အစီအစဉ်အချုပ်ပဲဗျဘယ်နဲ့လဲစံသင်ကဦးကြောင်ကြောင်နဲ့ဖြစ်နေပြီးခမရဟိုဟိုဟို ကုလူကလည်းနှုံလိုက်တာဗျာဒီတော့ကျင်းတင်နေတဲ့ယရဏသက်ကြီးကိုတွေ့နေတာတော့ဘုံကြီးလိုလိုနွားလိုလိုလုံနေလိုက်တာဒီမှာကုဆန်သိရဲ့လောကမှာငွေဟေးငွေဟာအရေးကြီးဆုံးပဲငွေသာမရှိရင်ဘယ်တော့ချုပ်ပေါက်တွေ့ရတတ်တယ်ဆိုတာခမ ्या ကိုယ်တွေမဟုတ်လားဗျာလောကမှာပျော်ရွှင်စရာစီးစိမ်ခံစားစရာတွေဆိုတာအလုံးငွေနဲ့မှရတာအိုးကုန်ကုန်ပြောမယ်ဗျာ ရန်ကုန်မှာချစ်ပါရင်တောင်ငွေပေးမှဆက်ရှိလက်ရှိယူရတာပြောစံတင်ကလည်းတဘောကြကရေမောလိုက်သည်ဘိုးရွန်းကစံတင်ဤခွက်ထဲသို့အရက်ခမ်းများများဖြစ်ထည့်ပေးရင်လွတ်ပါဦးကိုစံတင်ရဲ့တဘောရှိတာချဒီနေ့တော့ဆက်ရှိလက်ရှိပျော်ပျော်ပဲဟေးညေညေညေ မိုးရင်ကစံတင်အားပြောဆိုပြီးနောက်ဇပွဲအားခေါ်ပြီးမြင့်ဆိုသောဟိုတယ်မယ်ကလေးအားလန့်ခေါ်လိုက်သည်တွင်ကြည်ပြောရှုပြောရှိသောဟိုတယ်မယ်ကလေးတို့ဦးပြေးဝင်လာပြီးမချုံမချင်နှင့်မိုးရင်အနီးလာရသည်ဘာလို့ကျင်လဲသူကြီးဘာမှမလို့ကျင်ပါဘူးကွယ်ဟောဒီလူကငွေရပေါ်ကြီးတခုခုညင်းညင်ချင်းဖြစ်နေလို့အဲ့ဒါဒီလူဟာနွားလားယဟန္တာလားဟုတ်မဟုတ်စမ်းကြည့်ကြလို့ကွယ်ကဲလှုပ်စမ်း ငါအပြင်ထွက်ပြီးအကြည့်ကိုပါလွတ်လိုက်အောင်မယ်လက်တွေစမ်းလိုက်စမ်းကွာအိုးကိုကြီးကလည်းပြောတော့မင်းခရင်ညင်စောသူကလေးကစံသင်းအနည်းတို့လာ၍ပြုံတုံတုံနဲ့ဖက်လိုက်ကအာရပါရနမ်းပြစ်လိုက်လေသည်စံသင်းမှာအူကြောင်ကြောင်နဲ့ရက်ကန်ရက်ကန်ဖြစ်နေသည်ထိုအခါအပြင်မှဘိုးတွင်လွတ်လိုက်သည်ဖြင့်အကြည့်ဆိုသောဟိုတယ်မဲကလေးလည်းအခန်းလွင်သို့ဝင်ရောက်လာကမြင့်နှင့်လုံထွေးနေသောစံသင်းအဖက်လျက်ဟေး ဒီလိုတော့တယောက်တည်းမကြံနဲ့ကွာကိုကိုလေရှယ်ယာပေးဦးမှာပေါ့စံတင်မှာပထမတော့ရှက်စိတ်မွန်လျက်ဝူကြောင်ကြောင်ဖြစ်နေတလောက်အရက်ရှိန်ကြောင့်လည်းကောင်းမြင့်နှင့်ကြည်တို့ဤဆွဲဆောင်မှုကြောင့်လည်းကောင်းတတ်ဒီကလေးဝင်လာက သူကပင်စတင်ပြီး၎င်းတို့အားပွေဖက်မှွေရန်လျက်တဝုံဝုံနှင့်ဖြစ်နေလေတော့သည်တခဏအကြာတွင်အခန်းတွင်သို့ပြန်ဝင်လာသောဘိုးရင်းသည်ဟိုတယ်မဲနှစ်ဦးဤကြမ်းမှမျက်နာတွင် နောက်ခံနေရာများဖြင့်ယုံပြည်ပြည်ကြီးဖြစ်နေသောစံတင်အမြင်လိုက်ရသည့်တွင်လွင်စွာသဘောကျသည်လားဘိုက်ကိုနှိတ်ကားရေလိုက်ပြီးငါလူဒရာတန်ကျက်တွေတော့အတော်ရနေပါဖို့လားဟေအမြင်တော့ကလည်းကွာတကယ်တည်းမှပဲငါလူ အတော်ကြဆုံးနေပါလေရောလားဟာ ။စံတင်ကလည်းမြုံဖြီးဖြီးကြီးနဲ့မြင့်နဲ့အကြီးတို့ကြမှဒရိရယိုင်ထလာပြီးအာလေးတန်ကြီးနဲ့ဟိ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 ။ဦးကြီးပဲပြော။ဘုရင်ရေညွတ်တော်ဟန်ကြပြီးခမည်းပြောသလိုသာသဘောကြီးကြီးနဲ့တယောက်တဝက်စီပဲပြော။ခမွန်ရှိတ်ဟော။စံတင်ကဘိုးရင်လက်ကိုလမ်း၍အာရပါရနှုတ်ဆက်လိုက်လေတည်း။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာဆရာကြီးတော်ရာဆွေဤ မုတ်စိတ်ပြဆွဲဆိုတဲ့ဟာတာဝတ္ထုတို့ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနာဆင်ခန်းစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၃မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းလုံခြုံကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ